စင်ပေါ်မှာအဲစင်းရဲ့ထက်မတိုင်ရဖို့ခွန်ဘုံတိုင်းရဲ့ဒီအာသာချက်တွေကိုဘလို့တံပြန်ကစားမလဲဆိုတာတေချာပြင်ဆင်ထားဖို့လိုနေတဲ့တန့်စင်ပရိသတ်များအလုံးမဲ့မင်္ဂလာပါခင်ဗျမန်ချက်စတာဖုတ်ဘောဆောင်ကတင်ဆက်နေပါတယ်တန့်စင်ကတော့ပွဲမရတော့လဲမရလို့ရတော့လဲတကယ်ကောင်းနေတဲ့ကြည်ထိတ်တိုက်တွေ့နေရပါတယ်အခုလဲလာမဲ့1 Friday 5 132ပြိုင်ပွဲမှာတန့်စင်က Sun Rest တို့မိုးထအောင်တို့ကိုနိုင်ယူထားခဲ့တဲ့ Time Fighter ခွန်ဘုံတိုင်းနဲ့ပွဲတီပြင်ခံလိုက်ရပါတယ်အဲဒါကြောင့်မလို့တန့်စင်နေနဲ့အတော်လေးကိုညံကတ်နိုင်ပါမှာ စိတ်ထင်ရည်ရှောက်မလုပ်ပဲနဲ့နီးစနစ်ကြကြနဲ့ကစားနိုင်ပါမှရလက်ကောင်ကိုမျောလင့်နိုင်ပါလိမ့်မယ်ဒီနေ့ပရိမာတော့တန်းစင်လဲသတိထားလို့ရအောင်ခမွန်နိုင်းရဲ့အာသာချက်တွေကိုကျွန်တော်လက်လန်းမိသလောက်အရှာဖွေတင်ဆက်ပေးလိုက်ရပါတယ်ပထမဆုံးဒီချက်ကတော့ဘက်ထရီကဘက်ထရီကန်ချက်ဖြစ်ပါတယ်ဒီကန်ချက်ကိုခမွန်နိုင်းကတော်လေးကျွမ်းကျွမ်းကျင်ကျင်ရှိပြီးတော့အားလဲအားကိုပါတယ်ဘက်ထရီကဆိုတာကခြေထောက်နဲ့ရန်သူရဲ့ဝမ်ဘိုက်ဒါမှမဟုတ်ယင်ဘက်ကိုပြင်းထန်ကန်ထည့်လိုက်တာဖြစ်ပါတယ်။အရန်အားကြီးပါတယ်။ကန်ချက်ကလိုချင်တဲ့ပြင်းမှတ်ကိုထိတိမိမိရှိသွားတဲ့အခါမှာဘက်ထရီပေါက်တယ်လို့ကြေလောင်လွန်းလာကြောင့် ဘက်တရီကစ်လောက်တောင်မှခေါ်ဆိုကြတာပါ။ကွန်မွန်တိုင်းကဒီဘက်တရီကစ်ကိုရန်အားပြုကစားပြီးတော့တပွဲမှာအနည်းဆုံး15ကာလောက်အထိတောင်မှကန်လေးရှိတတ်ပါတယ်။အကန်ခံရရင်ပြိုင်ဘက်ရဲ့အသက်ရှူနှုန်းကပြည့်ဝင်းသွားစေတဲ့အထိဖြစ်သွားတတ်ပြီးလှုပ်ရှားမှုကနေကွေးလာနိုင်ပါတယ်။တန့်စင်ပါလို့ရမလဲ။လက်နဲ့ကပါလက်နှချောင်းကိုထပ်ပြီးကပါ။ဘက်တရီကစ်နဲ့ကန်လာတဲ့အချိန်ကိုစောင့်ပြီးတော့ချက်ချင်းအနိုင်ကန်နဲ့ပြန်တိုက်ပါ။တတိထားမှာကဘက်တရီကစ်နဲ့ကန်ခံရပြီဆိုရင်ချက်ချင်းပြန်တိုက်တာမျိုးရှောင်ရှားပါ။အသက်ရှူတာကိုတေချာလေးပြန်ချိန်စပါ။နောက်ချက်ကတော့တရောင်ရိုက်ချက်ဖြစ်ပါတယ်။ သူ့ရဲ့ reach တွေကိုဝင်လာတာနဲ့ combo nine ကတဒောင်းနဲ့ချက်ချင်းရိုက်ချပစ်တက်ပါလိ။သူ့ရဲ့တဒောင်းရိုက်ချက်ကမြန်ပြီးတဒောင်းကလည်းချုံနေတာကြောင့်ကွဲသွားနိုင်ပါလိ။ combo nine ကဒီလိုတဒောင်းရိုက်ချက်နဲ့ပဲ KO nine ဘွဲ့တောင်မှယူခဲ့ပူးပါလိ။တန်စင်ပါလို့ရမလဲ။ combo nine ရဲ့ထိုးကွက်တွေကိုဝင်တဲ့အခါမှာလက်ကိုမျက်နှာရှည်တင်ထားပါ။ကာကွယ်ရေးမြင့်ပါ။တဒောင်းရိုက်လာရင်ချက်ချင်းနောက်ဆုတ်ပါအနီးကပြိုင်ထိုးဆိုင်ထိုးဖို့မလုပ်ပါနဲ့။တဒောင်းရိုက်ဖို့လက်မြောက်တဲ့အချိန်ကိုစောင့်ပြီးမျက်နှာကိုလက်သီးနဲ့ပဲပဲနဲ့ကျွေးပြနေအောင်လို့လေ့ကျင့်ထားနိုင်ရင်ပိုကောင်းပါလိ။နောက်ချက်ကတော့ဒူတိုက်ချက်ဖြစ်ပါလိ။ ုံတိုင်းက clinch မှာအရန်ကောင်းပါတယ်ပြိုင်ဘက်ကို clinch ဆွဲပြီးတော့ဒူးတိုက်တာမျိုးလုပ်ပါတယ်ပြိုင်ဘက်ရဲ့ one by a by နဲ့ယင်ဘက်ကိုအဆက်မပြတ် derzet တိုက်တက်ပါတယ်သူ့ရဲ့ဒူးတိုက်ချက်ကအားကောင်းတာကြောင့်ဒီလိုတွင်နဲ့ဝင်မသွားဖို့ဝင်သွားရင်လည်းပါးကြီးနဲ့ရှိပြီးတော့ရှောင်ထွက်နိုင်အောင်ကြိုးစားဖို့ကအခုကတည်းကပြင်ဆင်ထားတင်ပါတယ်တန့်စင်ပါလို့ရမလဲကမွန်နိုင်းရဲ့ let down reach me the law အကွာဝေးအတွင်စွမဝင်ပါနဲ့တကယ်လို့ clean ဆွဲခံရရင်ချက်ချင်းလက်နဲ့ရင်ဘက်ကိုတွန်းပြီးတော့ခွာပါထက်မှန်သတိပြုစရာတစ်ချက်ကိုလည်းတန်းစင်ကိုမှားကြားခြင်းပါတည်တယ်ကမွန်နိုင်းကပွဲစားတာနဲ့တိုက်စစ်ဖွင့်ကစားတက်ပြီးတော့ အတကုံအရှိန်တင်ပြီးဆော့တက်ပါတယ်။ဓမ္မကြီးမှာကလေးကဘက်ထရီကစ်တောင်ရိုက်ဒူးရိုက်စတာတွေကိုတောက်လျှောက်ထုတ်သုံးပါတယ်။ပြိုင်မက်ကိုကစားကွက်တီလို့မရနိုင်အောင်လို့သူကဥချိုးထားနေတာပါ။တန့်စင်ပါလို့ရမလဲ။ဓမ္မဆုံးချီမှာကိုယ့်ရဲ့တက်လုံကိုချွေတာကစားပါ။ကွန်မန်ဒါရဲ့အရှိန်ကိုခဏလေးရှိအောင်ပြင်းထန်လေ့ကျင့်ပြင်ဆင်ထားပါ။တန့်စင်ရဲ့အားနဲ့ချက်တီထဲမှာပြိုင်ဘက်ကဘွဲရဲ့အရှိန်ကိုတင်လိုက်ရင်ကိုကအဲ့ဒီအရှိန်နောက်ကိုမလိုက်နိုင်တာမျိုးပေါဝင်နေပါတယ်။ဒုတိယချီတဝက်ကျိုးလောက်ကနေကနေစတင်ပြီးတော့အပြင်းထန်တိုက်ပါ။ဒါကအရေးကြီးပါတယ်။ နောက်ပြီးတော့ component line ကဟန်ချန်းနဲ့ပတ်သက်လို့အတော်လေးလေ့ကျင့်ထားတဲ့ပုံစံမျိုးပါပဲ။အကန်ခံရရင်လဲဖို့အတော်လေးခက်ပါလိမ့်။ချက်ချင်းဟန်ချက်ပြန်ထိန်းနိုင်ပါလိမ့်။တန့်စင်ပါလို့ရမလဲ။တခါလေးလဲကြောက်အောင်မလုပ်ပါနဲ့။အနှိမ်ကန်နဲ့အဆက်မပြတ်တိုက်ပါ။ဟန်ချက်ပြအောင်လုပ်ဖို့အနှိမ်ကန်အပေါင်းလက်တီပေါင်းဆက်ကစားပါ။ component line ကတကယ်ကိုအနေရရှိတဲ့ fighter တယောက်ဖြစ်ပါလိမ့်။အခုပြပြခဲ့တဲ့အာသာချက်တွေကိုတံပြန်နိုင်မှုအစီအစဉ်ရှိတယ်ဆိုရင်တော့တန့်စင်ရလက်ကောင်းနေမှာပါ။မဟုတ်ရင်တော့ component line ရဲ့ battery kit မိပြီးတော့အဲဇယင်းထက်တိုင်နေရပါအောင်မယ်။ အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ညာ